ိုက်တယ်မင်းဘယ်သူလဲရှောင်းလဲဖို့တော့တင်ကားလေးပဲကျွန်တော်တို့ခင်မလဲ copy query ဒါခင်စားရလေအကျွန်တော်ဆိုဟိုကျွန်တော် query ဆိုပြန်အခံရတယ်ငယ်စီတော့တော်တော်ခံစားရတာပေါ့ဗျာတကုတ်ကုတ်ကွေရလမ်းမေးမှာတည်းတွေ့နေတယ်ဗျာဟို master query ကြောက်ပြန်အခံရဆိုစဉ်းစားကြည့်ပါ generation ဆိုတော့သူမျိုးစက်တွေသူသွားသွားနေတာပေါ့ရုပ်ကြတော့ဗျာနောက်ထပ်တဲ့ခြင်းတွေကိုရှေ့ရှေ့ရခြင်းတွေတော့မမီပါဘူးလို့ပြောကြတာရှိတယ်ဒါပေမဲ့ trend ဆိုတာလည်းမျိုးမျိုးပြောင်းနေတာအဲ့ဒီပုံမှာကိုကအမြဲတမ်း ဖန်တီးပြနေဖို့ပဲလိုတယ်လို့ထင်ပါတယ်။ရေမရဖြစ်တာရှင်နေကြကံပေါင်းလေးရဲ့ပေမှာကိုတယောက်ထဲပေါ်။အရင်ကတော့ driver ကိုရဲမြင့်သူပေါ့။သူကအဲ့ဒီအချိန်ကိုကျွန်တော်လိုက်တယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်။အချိန်အားလည်းကျွန်တော်လည်းစိုးပြသွားတာ။နောက်မှဆိုကျွန်တော်လည်းတိတ်မကြိုက်ပဲလို့စိုးပြမှာမဟုတ်ဘူး။နောက်ပိုင်းကျတော့ကျွန်တော်လည်းကြိုက်ပါတယ်အချိန်က။ဟုတ်ကဲ့ဆက်ကယူတော့မတိတ်မဆိုးလေးဘူးပေါ့။ဆက်ဆက်ယူတော့ကျွန်တော်ကအဲ့ဒီသချင်းကိုစိုးဖို့အတွက်မကြီးရွယ်ထားဦးနဲ့တူတယ်ကျွန်တော်မှတ်မိသလားပေါ့ ားပေါ်မှာကိုရဲမင်းသူဟာဒီစီရင်မင်းနဲ့လိုက်တယ်ဆိုပြီးတော့သူစုခိုင်းတယ်လုံးဝဟာ freedom ဖြစ်တယ်ဗျအဲ့ဒီချိန်တော့ဆိုရင်ကိုဖန်တီးသမယကိုပြိတက်ကစင်ပြေပြေနဲ့နားထောင်ဝေးနိုင်တဲ့ကာလာတစ်ခုရောက်တယ်ရောက်တယ်ဟုတ်တယ်ဟုတ်တယ်သင်ဟိုဘယ်လိုပြောမလဲ generation ဆိုတော့သူမျိုးဆက်တွေသူသွားသွားနေတာပေါ့ကျွန်တော်တို့အပိုင်းနေရတယ်ကျွန်တော်တို့အရွယ်တွေပေါ့ကျွန်တော်တို့ငယ်ရာလေးတွေလည်းရှိမှာတချို့ဆိုကျွန်တော်ကျွန်တော်ကျွန်တော်တက်ငယ်တဲ့ပြိတက်တွေလည်းရှိတယ်တချို့ဆိုကျွန်တော်တို့ကြီးတဲ့သူတွေလည်းရှိတယ်ရွယ်တွေလည်းရှိတယ်အမျိုးမျိုးရှိတယ်ဟို trend ဆိုတာလည်းမျိုးမျိုးပြောင်းနေတာအဲ့ဒီပုံမှာ ကိုကအမြဲတမ်းဖန်တီးပြနေဖို့ပဲလိုတယ်လို့ထင်ပါတယ်တချို့ကြတော့ဗျာဟိုနောက်ထပ်တဲ့ချင်းတွေကိုရှေ့ရှေ့ရချင်းတွေတော့မမီပါဘူးလို့ပြောကြတာရှိတယ်ဒါပေမဲ့ကိုကဖန်တီးနိုင်တော့ဖန်တီးထားပဲလေဒါဟိုကြိုက်တာမကြိုက်တာအရင်တော့လည်းရှိတာပဲဥပမာအချစ်တစ်ချက်ခွေဆိုတော့ဗျာတခွေလုံးမကြိုက်ကြဘူးလေဒါပေမဲ့တခွေလုံးဟိုတခွေလုံးအနေနဲ့ပြောရရင်တော့ friend ဖြစ်ခဲ့လို့ပြောလို့ရတယ်ဟုတ်ကဲ့ကာလာတစ်ခုဆိုတော့အများကြီးရွေလျားနေလူငယ်ဆိုတော့အများကြီးပေါ်နေ အဲ့ဒါတော့ဘာမှတော့ပြောလို့မရဘူးပေါ့ကျွန်တော်တို့ဟိုတချင်းနေပေါ်မှာကိုကအမြင်နဲ့လိုက်ပါပြီးတော့စီးမျောနိုင်ဖို့လိုတာပေါ့အဲ့ပေါ်မှာပြိတက်ကိုဆွဲခေါ်ဖို့ပဲလိုတာငါရင်တော့တော့နေအချီးချဲအသက်ကြီးတော့ခါသွားတယ်ဒါပေမဲ့ကျွန်တော်တို့ခင်ပါလေဟိုခံစားခဲ့ရတယ်ရှိတာပေါ့ဥပမာကျွန်တော်တခွေလုံးထုတ်တယ်ပေါ့ဗျာဟို စင်မောင်အကြည့်တစ်ချက်ဆိုပြီးထုတ်လိုက်တယ်ဒါပေမဲ့ဟိုအဲ့အချိန်တော့ဆိုကိုဟိုဘယ်လိုပြောမလဲလမ်းပြီးမှ copy query dark kiss စားရလေအဲ့အချိန်တော့ဆိုဟိုကျွန်တော် query ဆိုပြန်အပ်ခံရတယ် original query ပြန် original ဆိုရင်ကျွန်တော်ကြည့်ပြန်ပို့ခံရတယ်။မရောမရောရလို့မဟုတ်ဘူး။တခြား query ပုံလာတဲ့ခါကျတော့ပြန်ပြန်ပို့ခံရတယ်။သုံးလေးပုံလောက်တော့ရှိမှာပေါ့။အဲဒီတော့လည်းငငယ်ငယ်သေးတယ်ဗျာ။ငယ်သေးတော့တော်တော်ခံစားရတာပေါ့ဗျာ။အဲဒီပေါ့။တကွ query ကလမ်းမေးမှလည်းတွေ့နေတယ်ဗျာ။အဲ ော်မာစတာကိုကြီးကြောက်ပြန်ခံရဆိုစဉ်းစားကြည့်ပါကော်ပီရီကဘူကတော့အမြန်မထွက်ခဲ့ဘူးပေါ့ဗျာဒါပေမဲ့ပရိသတ်ကတိခဲ့ကြတာပေါ့အဲ့လိုမျိုးတော့ရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာရှိခဲ့တယ်လို့ပဲစီရီချက်တွေပြန်ထုတ်ခွင့်ရရကျင်ပါသေးတယ်ကျွန်တော်တို့တော့အမတ်တရားလေးတိန်းထားစေချင်တာပဲ copy ကွေတွေပဲနားတော်ပေးရတယ်နော်များသွားပြန်အဲ့လိုအဲ့လိုဖြစ်မယ်လို့ထင်ပါတယ်ဟိုငွေကြီးရှားပါလို့လဲပြည်သက်တချို့တွေကမဝင်နိုင်ကြတယ်ရှိလိမ့်မယ်တချို့ကြလည်းဆူထားနိုင်မယ်လို့ထင်ပါတယ် ဒါတော့ကိုယ့်ရဲ့ဟိုသူတို့ရဲ့ personality နဲ့ဆိုင်တာပေါ့ပရိသတ်တွေကိုလည်းအဲဒီတော့ပြောခဲ့တာပါဒါပေမဲ့ဒီလိုမျိုး line ပေါ်မှာပြောတာမဟုတ်ဘူးပေါ့ channel magazine တို့ channel တို့မှာပြောရတာပေါ့ဝင်းခွေအားပေးကြပါအားပေးကြပါအဲ့တော့အဲ့တော့ကိုခုဆိုအခွေကနခွေတော့ထွက်ခဲ့တယ်တကူတော့ခွေရတော့ဟို Vincent နာမည်နဲ့ရယ် Simbok က3ခွေပေါ့အားလုံး4ခွေပေါ့4ခွေပြီးတော့ချိုချာချိုချာအတွဲခွေလေးတွေရယ်ပြီးတော့ကျွန်တော် ယူကျူမှာတင်ထားတဲ့သချင်းလေးတွေပေါ့အဲ့ဒါဆိုစင်ပဲဆောင်းလေး single song လေးပေါ့ခုတော့ကော်ပီတွေရှိတော့ပဲမဲ့ခဏရှင်းမူပိုင်ခွင့်ပေါ့နော်ဟုတ်တယ်အဓိကဘလို့လဲဆိုတော့ကျွန်တော်သချင်းနေဆိုရင်အဲ့ချိန်က streaming လို့ YouTube တော့ခင်မစားသေးဘူးဗျာအဲ့ချိန်မှာဦးပြေကမတင်ပြတာရှိတယ် YouTube တွေကမှတချို့ဒီကြတော့အများကြီးမီလီယံနဲ့ချီနားထောင်ကြသူတွေရှိတယ်အဲ့မှာကျွန်တော်လည်းအများကြီးနင်းတာလေဟုတ်တယ်ဟုတ်တယ်ဟိုအဲ့စီးရင်းကိုဖြုတ်ပေးသွားလို့ပြောရင်ဘယ်သူဖြုတ်ခိုင်းမှမသိဘူး ခုမှကျွန်တော်ကသချင်းတွေတင်လိုက်တဲ့ခါကျကျွန်တော်မူပိုင်မဟုတ်တော့ဘူးအဲ့တော့ကျွန်တော်နောက်နောက်တော့တဲ့သချင်းလေးတွေလည်းပို့ပြီးတော့နားထောင်ပြီးကြောက်ပြောချင်ပါတယ်အဲ့ဒါကြောင့်အဲ့လိုအင်းရသူတို့ဘာလို့ကအပေါ်မူပိုင်ရကျွန်တော်မူပိုင် YouTube မှာတင်တာတို့ဘာလို့ကကျွန်တော်မူပိုင်မဟုတ်ဘူးပေါ့ဗီဒီယိုတွေဘာတွေကသူတို့ကအရင်ဆုံးတင်လိုက်တယ်ဘယ်သူကစတင်မှလဲကျွန်တော်မသိဘူးအဲ့တော့တက်နိုင်နေလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဆက်သွယ်ချောင်းကြားပေးကြပါလို့ပြောချင်ပါတယ်။အော်အဲ့တော့အခုပဲပေါက်သင်းတွေကသူများတွေရနေတာပေါ့။ဟုတ်တယ်ဟုတ်တယ်။ဘိုင်ကြီးတွေက။ဥမာနောက်ပိုင်းထွက်တဲ့ဟို လူငယ်တွေပေါ့နော်လူငယ်တွေဆိုရင်သူတို့က training ဖြစ်တယ်ဗျာဒီ YouTube မှာတင်မယ်ဆိုရင် direct ရှိတယ်သူတို့အနေနဲ့ကျွန်တော်ကမရှိခဲ့ဘူးပေါ့ဟောကျွန်တော် subscriber တွေပြန် share ရတာပေါ့ဒီချိန်ညာခုကြမှာအဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ်အဲ့တော့ကိုယ့်ဇင်နားထောင်လိုက်ရင်ပြိသက်ကနားရင်တယ်ဒါပေမဲ့ဘာမှ share မလို့ဆိုကျွန်တော်တကူးတကပြန်ပြီးတော့ try ရတာပေါ့လင့်ပြန်ပြီးတော့လင့်ပြန်ပေးရတာပေါ့နော်အဲ့လိုမျိုး ဟိုကွန်မန့်ကတော့ကျွန်တော်တို့ YouTube မှာ search လုပ်ရင်စင်ပေါ့ဆိုစင်ပေါ့ရရလိုက်ရင်စင်ပေါ့တွေအများကြီးကြာဟုတ်တယ်ဟုတ်တယ်တို့တွေ့တဲ့ channel တစ်ခုကိုဝင်လိုက်မယ်ဝင်လိုက်မယ်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်ဟာကိုယ့်ရဲ့ main channel ကစင်ပေါ့ official YouTube channel ဆိုတာပြန်ပြန်ပြီးတော့ပြောနေရတော့ဘူးဟုတ်ပါဘူးအဲ့ဘယ်လိုဘယ်လိုကြာပြီလဲအခု YouTube ဖွင့်နေတာကျွန်တော်9နှစ်လောက်ရှိပြီ။အော်အဲ့တော့ပြန်နည်းနည်းပြန်လိုက်နေရ။ဟုတ်တယ်ဟုတ်တယ်။ဟောကျွန်တော်ရှေ့မှာကျွန်တော်ထွက်ခဲ့တဲ့သချင်းလေးရှိပါတယ်။ Streaming အနေနဲ့ရော YouTube channel မှာတင်ထားတဲ့သချင်းလေးရောဒါသချင်းလေးကစလဲဆိုရင် Tattoo ပြီးရင် Mode အတွက် Mode ပေါ့နော်။ ပြီးတော့ playground playground ရဲ့ပြီးတော့နောက်ပိုင်းထွက်မဲ့သခြင်းလေးက anytime ဆိုတဲ့သခြင်းလေးကျွန်တော်တင်ဖို့ရှိပါတယ်အဲ့သခြင်းလေးကတကြံပြီးမှပေါ့ငါးလပိုင်းလောက်မှာတင်ဖို့ရှိပါတယ်လောလောဆယ်ဗီဒီယိုကိစ္စတိုင်မြင်နေကြတော့ဗောနော်ဒီမှာလင်းတဲ့နဲ့သချင်းပုံစံလေးပဲဆိုပြတာပေါ့ဒီသချင်းလေးကြိုက်တယ်ဆိုရင်ဆိုပြတယ်ဒီသချင်းက perform best time မျိုးဆိုတာတက်ပြီးတော့ ဖွဲ့ချမ်းစစ်ပြန်မှုမလုပ်ဖြစ်ဘူးအရှိမှလည်းအချစ်တစ်ချက်တို့ဘာလို့ခွေထဲမှာလဲပါတယ်ကျွန်တော်တချင်းပုံစံမျိုးစားလေးမျိုးမျိုးထည့်ထားဟိုတက်တူးဆိုလဲဟိုပါဘောပုံစံတစ်မျိုးလေးပေါ့တက်တူးဆိုလဲမိုးတွက်မိုးဆိုလဲပေါ့ပုံစံလေးအဲ့လိုမျိုးတပုံးနဲ့တပုံးမတူတာကျွန်တော်ပူကြိုက်တယ်အဲ့ကြောင့်လုပ်ပြတာပါအရှိမှနောက်ထပ်ရေးထားမဲ့ရေးပြမဲ့တချင်းတွေလည်းရှိပါတယ်ထပ်ရေးနေပါတယ်မျိုးစားနေပါတယ်ဟိုထပ်ထွက်မဲ့တချင်းတွေလည်းရှိတယ်ပေါ့နော်မျိုးစကားတစ်ချင်းလုံးရှိနေတာပေါ့လုတ်ချင်စိတ်ကတော့အများနဲ့ရှိနေတယ် အဲကြောင့်ကျွန်တော်ဟို၄၅လလောက်တပုတ်တော့ထွက်ပြစ်နေတာပေါ့နော်တိကတော့ကိုလုတ်ခဲ့တဲ့ညဉ့်ပညာလမ်းကြောင်းနဲ့ပြိတက်ကိုသိစေချင်တာပေါ့ကိုရဲ့ဟိုဖန်တီးခဲ့တဲ့အချင်းလေးတွေကိုပြိတက်တွေစိုးပြချင်တယ်ဗျာအတိကအစ်စ်တွေလည်းစိုးပြချင်တယ်ဟောင်းတွေလည်းဟိုမစိမ့်သွားစေရဘူးပေါ့